ုတ်ကဲ့ဆရာအခုဆရာကျွန်တော်တို့ဘေးမှာကြတော့ urban transformation ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့နေမယ်ပေါ့နော်အခုဒီမြန်မာနိုင်ငံမှာပေါ့နော်အထူးသဖြင့်ရန်ကုန်ပေါ့ဆရာအဲ့မှာဒီ urbanization rate ကမြန်လာတယ်ပေါ့မြန်လာတဲ့အခါမှာအဲ့ဒီမျိုးပြပြောင်းလဲမှုတွေနဲ့အတူဖြစ်လာတဲ့ဒီပြဿနာတွေနောက်အလားအလာတွေကိုဆရာဘယ်လိုမြင်သားလဲပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးတစ်ချက်ပြောပြပါဦးဆရာအဲ့တော့စစချင်းကရန်ကုန်မှာ ဆိုပြောသလို urbanization rate ကများတယ်ပေါ့เนาะဒါဟုတ်ပြီဆိုရန်ကုန်နေမကပဲနေဒိုင်းတပြည်လုံးတိုက်တန်နေကူကเนาะမြို့ပြမှာတိုးတဲ့လူဦးရေကမြို့ပြဒေသတွေမှာတိုးတဲ့လူဦးရေကအခုဆိုရင်ဆရာမန်းကြီးတစ်နှစ်တစ်နှစ်ကို2.2 2.3%လောက်ရှိမယ်เนาะနောက်တစ်ခါဟိုဟာအားဖြင့်ဆိုရင်ကြီးလက်ဒေသတွေမှာဆိုလို့ရှိရင်အတော်လေးယော့ပြီးတော့ ဆရာတင်နေ1%လောက်ပဲ per year လောက်ပဲရှိမယ်လို့ဆရာတင်နေဟုတ်ကဲ့အဲ့တော့ဒီဒီတိုင်းတပြည်လုံးတိုင်းတာနဲ့ထက်မှာတိုးနေတဲ့လူကြီးထက်စာရင်မြို့ပြဒေသတွေမှာတိုးနေလူကြီးကမြင့်တယ်မြင့်တဲ့အကြောင်းရင်းကအဓိကအကြောင်းရင်းကဘာလဲဆိုတော့ဆရာတို့တိုင်းပြည်မှာဒီတည်တဲ့အတိုင်းပဲ90ရာခိုင်နှုန်းလောက်ကကြီးလက်ဒေသတွေမှာနေကြတယ်နေတော့အဲ့ဒီလူတွေရဲ့ပြဿနာက ြေးလက်ဒေသတွေမှာနေတဲ့လူတွေကအလောက်ကန်ရှားလာတယ်သူတို့ဟိုရင်တော့ဆိုလို့ရှိရင်ဥပမာရှားတို့ငငယ်တော့ဆိုလို့ရှိရင်ရွာတရွာသွားလို့ရှိရင်လူတိုင်းလိုလိုရွာတရွာမှာ80 90ရာခိုင်နှုန်းလောက်ကသူ့နွားတချင်းနဲ့လဲတကွဲရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီကနေပြီးတော့တဖြည်းဖြည်းနဲ့အခုကြာတဲ့အခါကျတော့မြေမပိုင်မဲနဲ့အလုံးမရှိတဲ့လူတို့ဒီမို့လဲမြေမပိုင်တဲ့လူက ဒီကြီးလက်ဒီဇိုင်းမှာများလာများလာဟုတ်ကဲ့များလာတဲ့ခါကျတော့တို့လုတ်ဆရာမရှိတော့ဘူးအဲမျိုးဆရာမရှိတဲ့ခါကျတော့တခြားနီးလည်းမရှိတဲ့ခါကျတော့မျိုးပြဒေသတွေမှာဟိုအလုတ်ကင်များအဆင်ပြေလို့ပြည်လားဆိုပြီးရောက်ရောက်လာကြတော့ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဒီစဆတ်ရင်းကဒီမျိုးပြဒေသတွေမှာလူကြီးများတယ်အဲ့တော့လူကြီးတိုးတိုးနှုံများတယ်ပေါ့အဲ့လူကြီးတိုးနှုံကမျိုးပြဒေသတွေမှာများတာကဒါကဘယ်လိုမှထိမရဘူးဒါကဒီ တတိုင်းတပြေလုံးအတိုင်းတာတဲ့ဒီမကဘူးဒီ developing country စီမရဲ့ပြဿနာအဲ့ဒါဒီတိုင်းပဲဟုတ်ကဲ့ဆရာသူတို့ကကျေးလက်ဒေသတွေမှာနေတဲ့လူကြီးရဲ့များတယ်တချို့ဆိုရင်ဆရာတို့တိုင်းပြည်လို90ရာခိုင်နှုန်းတောင်မှထဲတောင်ပို့ခြင်းပို့ဦးမယ်သူ African country စီရဲ့မှာဆိုရင်เนาะဆိုတော့အဲ့ဒီခါကျတော့ဒီမျိုးပေါ်တက်လာကြတာပေါ့เนาะအဲ့တော့အဲ့ဒီဖြေကအရေးကြီးတာကအဲ့တော့မျိုးပြဒေသတွေမှာအလုတ်ကင်ပိုးဖို့များဖို့ဆိုတာ ရေးကြည့်တယ်ဒါအဖြစ်ပဲပေါ့နော်အဲ့တော့အခုတော့လက်ရှိပြောနေကြတာဒီအစိုးရလက်ထက်မှာတော့အဲ့ဒီကိစ္စကိုတော်တော်လေးပြောတယ်ဒီ industrialization ကိစ္စတို့ value added နဲ့ export orientation တို့အခုတော်တော်ဒီအစိုးရမှာလက်ရှိတော်တော်လေးပြောနေပေါ့2000နဲ့အခု20နဲ့အဲတခုနှစ်နောက်ပိုင်းတက်လာတဲ့အစိုးရပေါ့နော်ဆိုတော့အဲ့ဒီမှာတော်တော်လေးပြောကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာအရေးကြီးတာကအခုဒီအစိုးရကသူကဘာပြောလဲဆိုတော့ဒီ ဟိုမှာတိုင်းဒေသကြီးမှာရှိတဲ့မြို့တွေအားလုံးမှာစက်မှုဇုံတွေတီထောင်ဖို့ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့ဒါကဒါသူတို့ဒီဒီသူအခုလက်ရှိစိုးရခေါင်းဆောင်ပြောတာပဲပြောင်းပြောတာပေါ့နော်ဆရာတို့ကတော့ပညာရှင်အနေနဲ့ကဘယ်လိုမြင်လဲဆိုတော့အတရားမမားပါဘူးမှတ်ပါတယ်သို့တော့အရေးကြီးတာကအချို့သောနေရာတွေပေါ့အဲ့ဒီနေရာတွေမှာဒီ industrial investment ကိုပို့တိုးအောင်သူတို့ကိုဥပမာကောင်းကောင်းမွန်မွန် infrastructure ပေးရမယ်ဆိုလိုတာကဆိုတော့ပြောတဲ့လျှက်စစ်အရေးကြီးတာလျှက်စစ်နောက်တစ်ခါလမ်းပန်းဆက်တို့ရေးနောက်ဥပမာဟိုဟိုအမီထားလမ်းတို့လိုအမျိုးပေါ့နော်လေမြန်ကွင်းတို့လိုအမျိုးပေါ့နော်အဲ့ဒါတွေကိုပေးရမယ်စက်မှုဇုံတွေလည်းပေးရမယ်တကယ်တကယ်ဆရာတို့ကအဲ့လိုတချို့သောအရေးကြီးသောနေရာတွေမှာဥပမာဒါတွေကိုရွေးပြီးတော့နော် ဟိုကအစပေါ့နော်အခုဆိုလို့ရှိရင်ဒါဘာလဲဟိုအခုအင်တာနက်ကိုအရန်ကြီးမြန်အောင်လုပ်တဲ့ဘာလဲဟို fiber optics အဲ့အရာကအစပေးတင်တယ်ပေါ့ပေးလို့ရှိရင်ဒီဒီတိုင်းပြည်တွင်းကရှိတဲ့ investment တွေမကပဲနဲ့ဒီပါ investment တွေပါပြန်ပြီးတော့ခေါ်เสียအကြောင်းရှိတယ်ပေါ့နော်အပြင်းနိုင်လို့ရှိရင်တော့အဲ့လိုဆရာတို့ဆိုရပြောခဲ့သလို ဟိုတစ်ခေါက်ကပြောခဲ့သလိုမုံရွာတို့လိုဥပမာဟိုဘက်ကလာရှိုးတို့လိုဟိုဘက်ကမြကြီးနားလားဗမော်လားပေါ့နော်အဲ့ဒီလိုနေရာတွေကိုအားပေးလိုက်လို့ရှိရင်ပို့ပြီးအဆင်ပြေမယ်လို့ယူဆတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်အဲ့တော့ဆရာဒီ urbanization ကလည်းမြင့်နေပေါ့နော်ဒါပေမဲ့အဲ့မြင့်တာကိုအမိမလိုက်နိုင်ဘူးပေါ့ဘယ်လိုပြောလဲရမမိမလိုက်နိုင်ဆိုဒီအခြေခံအဆောက်အုံဘိုင်းနေနောက်ပြီးတော့ဒီမြေခွက်ပေါ်ဆောင်ပြီးတော့အင်ယာတွေလုတ်တဲ့ကိစ္စတွေပေါ့နော်အင်ယာလုတ်တယ်ဆိုတာမှလည်း လူသားသားအဆင့်အားလုံးတော့ဗောလေခင်ဗျာအဲ့လိုလောက်တယ်မှာပို့ဆောင်တာမှာလဲအားနေတယ်ဗောအဲ့တော့အဲ့ဒါကြီးကြတော့ကျွန်တော်လူမှုဘဝအခြေအနေတွေပုံမှာဘယ်လိုတက်ရောက်မှုရှိနိုင်မလဲခင်ဗျာဒီဆိုတော့ပြောတယ် urbanization ကရှိရော ရှိတဲ့ခါဟုအဓိကအရေးကြီးတာကသူတို့အလုပ်ပေးဖို့အဓိကပထမဟုတ်ကဲ့ဆရာနော်အဲ့ဒါကလည်းပြဿနာဟုတ်နော်ဘာလို့ဘာလို့လဲဆိုတော့ဆရာတို့ရန်ကုန်မြို့ကိုကြည့်မယ်ဆိုရင်ရန်ကုန်မြို့တွေမကပါဘူးလေမန္တလေးမြို့လည်းဒီတိုင်းပါပဲတခြားမြို့တွေပါကြည့်မယ်ဆိုရင် เนาะဆရာတို့ခေါ်တဲ့ tertiary sector လို့ခေါ်တာပေါ့เนาะ tertiary sector ဆိုတာကဒီ services ပေါ့เนาะဥပမာဟိုဟို taxi မောင်းနေပေါ့သပင်ညက်တယ်ပေါ့เนาะအဲ့လို services တွေပေးတယ်ဝန်ဆောင်မှုပေါ့အဲ့ဒီအုပ်စုကဟိုဘက်စက်မှုကဏ္ဍမှာလုပ်တဲ့လူတွေလဲစာလို့ရှိရင်အများကြီးပုံများရနေတယ်ဟုတ်ဟုတ်ဆိုတော့အကျန်းအဖြစ်ဆိုရင်ဆရာမှန်းတာကတော့တပြေလုံးတိုင်းတာနဲ့ဆိုရင် ခုနစ်ရာခိုင်နှုန်းလောက်ကကိုမြို့ပြဒေသတွေမှာနေတဲ့လူတွေရဲ့ခုနစ်ရာခိုင်နှုန်းလောက်ကကိုပဲအဲ့လို services တွေမှာပါနေကြတယ်ဆိုတော့အထဲမှာကစိုးရဝန်ထမ်းတွေလည်းပါနေတာပေါ့နော်တကယ်ကိုတကယ်ထုတ်လုပ်တဲ့လူကထုတ်ဆွမ်းအားမှာရှိနေတဲ့သူကနေတယ်တော်တော်နေတယ်ဟုတ်ကဲ့တော်တော်နေတယ်နေတာကလည်းဒီလူတွေရဲ့အပြစ်လည်းမဟုတ်ဘူးဒါကဘာဖြစ်လို့ဖြစ်လဲဆိုတော့ဒီ zero investment in the industrial sector ကိုနည်းနေလို့ပဲဖြစ်တယ်အဲ့ဒါပဲဆိုတော့အဲ့ဒါကဘာလဲဆိုတော့တိုင်းပြည်တစ်ပြည်လုံးအနေနဲ့ကလည်းပိုက်ဆံရှိတဲ့လူတွေကသူတို့ပိုက်ဆံကိုကင်ထားပြီးတော့သူတို့အဲ့ဒီလို industry မှာဆက်ပြီး invest မလုပ်ကြဘူးအဲမလုပ်ကြတဲ့အတွက်ကြောင့်မို့ industry ပေါ်တာနင်းနင်းနေတာပေါ့နော်ဟုတ်ကဲ့ဆိုတော့အဲ့ဒီအဲ့ဒါကဗမာပြည်ရဲ့အဓိကပြဿနာဟုတ်ကဲ့ပါလက်လို့ပဲကြားမိတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့နောက်ကအိမ်ညာပေါ့ဆယ်ဆိုအိမ်ညာနဲ့ပတ်သက်မေးလို့ရှိရင် အိညာကတော့နော်လူတိုင်းလူတိုင်းကိုအိညာတွေကိုအစိုးရကပေးရမယ်ဆိုတော့မူကတော့မဖြစ်နိုင်ဘူးဒါမှဖြစ်နိုင်ဘူးဘယ်လိုမှမဖြစ်ကျွန်တော်လည်းပြီးတော့ဒါစီမံကိန်းလို့ဟုတ်ကဲ့ဟုတ်ကဲ့ဘယ်လိုမှဖြစ်နိုင်ဘူးကျွန်တော်အဲ့တော့ဟိုကျွကျော်ရက်ွက်ကလည်းရှင်းနေမှာပဲဟုတ်နော်ဟိုသူဆရာကအားပေးပါလူလာပါတယ်လို့ပြောတာမဟုတ်ပါဘူးဆိုတော့ကျွကျော်ရက်ွက်ကတော့ပေါ်နေမှာပဲဒါပေမဲ့လည်းပဲ ဒီအင်ညာကဏ္ဍနဲ့ပတ်သက်ပြီးတော့လည်းပဲလုတ်ကင်ဖြည့်ရှင်းနေရမယ်ဆိုတာလည်းရှင်းတယ်ရှင်းပေမဲ့လည်းပဲဒါကြီးကပြည်လေသွားမယ်ဆိုတာတော့လည်းမဖြစ်နိုင်ဘူးဆိုတော့အဲ့တော့ဒီလိုပဲဟိုဆရာကျန်တဲ့တိုင်းပြည်တွေပေါ့အာဖရိကတိုင်းပြည်ကနိုင်ငံတွေပဲကြည့်ကြည့်ဒီနာတဝိုက်ကဖိလစ်ပိန်းတို့အင်ဒိုနီးရှားတို့ဘာလို့ပဲကြည့်ကြည့်ဒီလိုပဲဖြစ်နေမှာပဲကျူးကျော်တွေပေါ်နေမယ်အဲသို့တော့အဲလောက်တာတော့လဲလောက်ကြတာပဲပြင်းလာဆိုပြင်းမှုပေါ့နော် ဲ့တော့အရေးကြီးတာကတော့အဲ့ဒီ investment in industrial sector အဲ့ဒါအရေးကြီးတာပဲဟုတ်ကဲ့ပါအဲ့ဒါအတွက်ကခက်တော့ဘောနော်တော်လေးခက်တော့ဟုတ် urban transformation ကောင်းစင်အောင်ပါပဲပေါ့နော်ဆရာဒီမြို့ပြမြေအကြောင်းလေးကိုဆရာတစ်ချက်ပြောပြပါအောင်ဆရာအဲ့တော့ကျတော့က1988နောက်ပိုင်းလောက်မှာတိုင်းတစ်ပြည်လုံးတိုင်းတန်နဲ့မြို့တိုင်းမြို့တိုင်းလူလူမှာမြို့တွေချဲ့ကြတ ်ဟုတ်ကဲ့ချေကြမြို့တည်တည်မြို့တည်တည်တည်တယ်မြို့ချေတာလည်းပါတယ်ဗောနော်ဟုတ်ကဲ့အဲ့မှာအရေးကြီးတာကအဲ့ချေလိုက်တဲ့မြေတွေကိုထိရောက်စွာအသုံးချဖို့လိုတယ်အရေးကြီးတာအဲ့ဒါပဲဗောနော်အခုတော်တော်များများမြို့တွေမှာဒီမြို့တွေကိုချေလိုက်ပြီးတော့တချို့တော်တော်များများကသူ့အကြောင်းမျိုးမျိုးကြောင့်ဆက်သွယ်မျိုးမျိုးနဲ့သူက ီမြေတွေကိုသူသိမ်းလိုက်တယ်ယူထားလိုက်တယ်ဟုတ်ကဲ့ယူထားလိုက်ပြီးတော့မသုံးလဲမသုံးဘူးမသုံးဘူးဆိုတော့ရန်ကုန်မြို့မှာဆိုလို့ရှိရင်အဲ့လောက်လောက်အဲ့လိုမသုံးမဲနဲ့ချဲ့ထားတဲ့ရန်ကုန်မြို့တဲကို urban land လို့ခေါ်ပြီးတော့မြို့တဲကိုဝင်သွားတဲ့မြေတွေကဆရာမမှန်းတတ်ဘူးဒါပေမဲ့တော်တော်များများကိုရှိတော်များရတယ်ဟုတ်တော်တော်လေးများမယ်သူသဖြင့်ကဟိုဘက်တောင်တကုံမြောက်တကုံအရှိတကုံနဲ့ဟိုဘက်ကတကုံစစ်ကမ်းပေါ့နော်အဲ့မှာလူတွေအများကြီးကအဲ့လိုကင်ထားကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါကဟိုက အရေးကြီးတာကဘာလို့သိလဲဆိုရင်နှစ်ခုပေါ့နော်အရေးကြီးတဲ့နှစ်ခုတစ်ခုကတော့အဲ့လိုကင်ထားလို့ရှိရင်မြေကိုကင်ထားလို့ရှိရင်သူတို့ကို tax ကိုပို့ချရမယ်နော်နောက်ပြီးတော့ source ကြီးကကြိုပြီးတော့ပေးတဲ့ဟာသူတို့ကိုကြံချတဲ့ဟာခင်ဗျားတို့ဒီဒီမြေကိုဘာအတွက်ကြောင့်ယူထားတာဘာအတွက်ကြောင့်ယူတဲ့အတွက်ကြောင့်မလို့ဘယ်နှစ်အတွင်းမှာဘယ်နှစ်လအတွင်းမှာပြန်ခင်ဗျားတို့သုံးရမယ် စဆောက်ရမယ်မသုံးပြရမယ်မသုံးပြရင်ကျွန်တော်တို့ပြန်သိမ့်မယ်ဆိုတော့အဲ့လိုအဲ့လိုယူရမယ်ယူထားရလိမ့်မယ်ယူထားသင့်တယ်ပေါ့နော်အဲနောက်တစ်ခုအနေနဲ့ကအဲ့လိုမြေကို깟ထားလို့ရှိရင်တိတ်ကြီးအများမထွက်အောင်ဆိုပြီးတော့ဒီမြို့ကလည်းပဲတစ်နှစ်တစ်ခါအဲ့လိုမြေလွတ်တွေကိုဖြွင့်ပြီးတော့ထချချပေးတဲ့โอเคအဲ့ဒါကဒီစင်ကာပူဆိုရင်တိတ်တော်တယ်သူတို့ကမလုပ်ထားလဲဆိုတော့အဲ့လို reserve land ဆိုပြီးတော့သူထားထားတယ်ပြီးလို့ရှိရင်အဲ့ဒီ reserve land နဲ့ကနေပြီးတော့တနည်းကိုတခါလိုအပ်တယ်လို့ဖွင့်ဖွင့်ပြီးတော့သူတို့ရောင်းပလိုက်တယ်โอเคအဲ့ဒါမျိုးလုပ်တင်တယ်ဒီမြေသေးဟိုပါသူထိမ့်နေတာဖြစ်သွားတယ်ထိမ့်တယ်ပေါ့နော်အခုကဘယ်လိုဖြစ်သွားလဲဆိုတော့လူတစ်ယောက်ကသူ့အကြောင်းအနည်းမျိုးတစ်မျိုးနဲ့မြေကိုသူရလိုက်ပြီဆိုရင်ဒါက तू ကသူတသက်လုံးမှာ तू ဟန်ကြသွားတဲ့သဘောမျိုးပေါ့နော် तू ကနောက်ပိုင်းဒီမြေဆိုတာကပုတ်သွားတာလည်းမဟုတ်ဘူးပေါ့နော်ဆိုတော့အကင်ပြီးတော့သူထားပြီးတော့ဆက်ဆက်ရောင်းมาပဲပေါ့နော်ဆိုတော့ အဲ့ဒါကပူပြီးနစ်နာတာကအထူးသဖြင့်ဆရာတို့ဒီ industrial land လို့ခေါ်တဲ့စက်မှုမြေပေါ့နော်စက်မှုမြေဆိုလို့ရှိရင်ရန်ကုန်မြို့မှာရှိတဲ့တထေးကြီးတယောက်ကသူကစက်မှုမြေကြီးပဲကို40ရာခိုင်နှုန်းတော့သူပိုင်တယ်ဟုတ်ကဲ့အဲပိုင်ပြီးတော့အဲ့လူကသူကသူ့အရင်တော့ကသူကတေကကိုသိန်း40ကျော်ကျော်လောက်နဲ့သူဝယ်ထားတယ်ဆိုးအောင်ပေးဆိုးအောင်ပေးတာပေါ့နော်အခုကြားတဲ့ခါကျတော့သူကနေပြီးတော့အဲ့တေကကို သိန်း3000 4000 5000 9000အဲ့လောက်လောက်ထိအောင်လေထိအောင်လေ तू ကပြန်ပြီးရောင်းနေတာပေါ့နော်ဆိုတော့ तू ကအဲ့ဒါတွေပဲ तू ကင်ပြီးတော့ तू လုံနေတာပေါ့နော်ဆိုတော့တကယ်တကယ်ကအခုလူတယောက်ကလာပြီးတော့ဘဝပြေကိုလာပြီးတော့စက်မှုတည်ခြင်းပါတယ်စက်ယုံတည်ခြင်းပါတယ်ဆိုရင်အဲ့ဒီမြေစေးကိုကအရန်ကြီးနေတယ်ဥပမာစက်စေးကတကွက်ကို3000လောက်လို့ပါတော့ပေါ့နော်ဟိုတော့ဆိုရင်ဒေါ်လာကို1000နဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်ဒါ9000လောက် ဒေါ်လာ9သိန်းလောက်ပါတော့ဖြစ်နေပါဘောเนาะဆိုတော့ဟိုကလာမဲ့လူကဟိုသူ့ရဲ့သူ့ရဲ့စက်စက်တီလောက်ယုံနေပါရွှေဝယ်ပြီးတိဆောက်မယ်ဆိုလို့ရှိရင်ဒေါ်လာ1သန်းလောက်ပေးကုန်နေဟာဟုတ်သူကအဲ့ဒီမှာ90ရာခိုင်နှုန်းလောက်ကိုမြေအတွက်ပေးရမယ်ဆိုရင်သူကမလာတော့မလာတော့ဘူးเนาะအဲ့ဒါအကြောင်းမလို့ဒီဒီ land တော့ဘော monopolization ရယ် land speculation ရယ်ပေါ့เนาะအဲ့ဒါကိုတော့ဟိုထိန်းရမယ် မြေကတော့မြေစည်းကတော့နင်း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 တော့တက်နေမှာအမှန်ပဲဒါပေမဲ့လို့ပမာပြေလောက်ဒါမှမဟုတ်လည်းရန်ကုန်မြို့လောက်တော့မဖြစ်သင့်ဘူးပေါ့နော်အခုကတော့အဲ့လိုဖြစ်နေတာပေါ့သူကအဲ့လိုမျိုးဝယ်ပြီးတော့ဟိုအဲ့လိုဈေးဖြစ်အောင်ကင်ထားတာကိုဖြစ်နေတာဒီမှာအဲ့လိုဖြစ်နေတာပေါ့နော်စောစောကပြောတယ်အဲ့ဒီလူတယောက်ဆိုရင် तू ဟာဟလာ तू ဝယ်တာက3 40ပေါ့နော်အခု तू ကရောင်းဈေးကဆိုကြပါစို့9000ကျောက်တောင်ဆိုရင်3000 9000ကျောက်တောင်ဈေးပေါင်းကအများကြီးဖြစ်နေတာပေါ့နော် ဒါကိုဟိုအစိုးရအနေနဲ့ကထိန်းသင့်တာပေါ့ဟုတ်ကဲ့ပါဘုရားနောက်တစ်ခုကအခုမြေခွက်ကိုစိတ်တယ်ဆိုရဲကိစ္စပေါ့နော်ပြဿနာရှိတယ်အဲ့ဒါကဟိုရှေးတုန်းကတည်းကတကယ်တကယ်ကကျွန်တော်တို့ကဒီ zoning plan တို့ zoning regulation တို့ဆိုတဲ့ဟာကိုဟိုစိုးစောဆရာပြောခဲ့လို့မတုံ့ရတော့ဘူးမေ့သွားကြတယ်ဆိုတာဟုတ်သို့တော့အင်္ဂလိပ်လက်ထက်တုန်းကအကျန်းဖြင့်အဲ့ဒီလို zoning plan ဆိုတာရှိတယ် ်သူအကျန်းရှင်မအသေးစိတ်တော့မဟုတ်တော့ဘူးဘာလို့ဆိုတော့ तू ကဥပမာဒီတချို့သောနေရာတွေပေါ့ဟိုတကုံမျိုးနေမှာရှိတယ်ဥပမာပြည်တော်စုလမ်းပေါ့ helping land ပေါ့နော်ဆိုအဲ့ဒီနာတို့ minority land တို့ဘာလို့လောက်ဆိုရင် तू ကအဲ့ဒီနာတွေမှာဟိုအနည်းဆုံးအကွက်ပြီးဘယ်လောက်ရှိရမလဲဆိုပြီးတော့ပေါ့နော်အဲ့လိုတတ်မှတ်ထားတာရှိတယ်အဲ့ဒါတခါထပ်ပြီးတော့စစ်ပြီးတဲ့အခါလွတ်လပ်ရေးရပြီးတဲ့အခါကျလည်း ူအင်္ဂလိပ်လက်ထက်ကသတ်မှတ်ထားတာတွေပြန်ပြင်လိုက်ပြီးတော့အနည်းဆုံး0.25 acre ရှိရမယ်လို့ပြင်တယ်နောက်တစ်ခါ0.2ရှိရမယ်လို့ပြင်တယ်ပေါ့နော်ဆိုတော့အခုကျတော့အဲ့ဒီတဲ့တောင်မှပြန်ပြီးတော့သေးစိတ်လို့ရတာတွေဖြစ်နေတာပေါ့နော်ဆိုတော့အခုတချို့နေရာတွေမှာဆိုရင်စောစောကပြောသလိုပဲချက်ပေးပတ်လည်နေတောင်မှအိကွက်ကလေးတွေရှိတယ်တရားဝင်ပေးထားတာပဲဆိုတော့ဒါကဘာပမာတီးနေလဲဆိုတော့စောစောကဆရာအများအားဖြစ်စေခြင်းနဲ့ပြောနေတဲ့ပြောလဲပြောနေတယ်ဖြစ်လဲဖြစ်စေခြင်းနဲ့ zoning regulation ပဲဟုတ် zoning regulation မှာကိုပါနေရမယ်ဒီနေရာဒီမြေကွက်အသေးဆုံးမြေကွက်ကဘယ်လောက်ရှိရမလဲနော်ဒီနေရာမှာဆိုရင် flow area index ကဘယ်လောက်ရှိရမလဲ height ကဘယ်လောက်ရှိရမလဲနော်နောက်တစ်ခါ setback distance ကိုခေါ်တော့ဗောနော်အနောက်ကိုဘယ်လောက်ဆုတ်ရမလဲဗောနော်ဆိုအဲ့ဒီကိစ္စတွေကအတိအကျ zoning regulation နဲ့မှာပါရမယ်ဟုတ်ကဲ့ပါနေရမယ် ဆိုတော့အဲ့ဒါပါလိုက်လို့ရှိရင်စိုးစိုးကပြောတဲ့တချို့ဆယ်ရီပတ်လည်နဲ့မြေခွက်ကိုလည်းတခွက်ရတယ်ဆိုတာမျိုးပါဒါပြင်းရှင်းသွားလိမ့်မယ်